ငလင်ပေးကြောင့်ခင်မွန်ဖြစ်သူကိုဆုံရှုံတဲ့အပြင်ဒုက္ခိတပါဖြစ်သွားရတဲ့အချိန်မှာပိုင်ဆိုင်သမ ्या ကို မတရားသိမ်းခံလိုက်ရပြီးမွေးသွားခဲ့တဲ့ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်လူဘဝရဲ့အကန့်အလဲအပြောင်းက ကျောက်စီယာကောင်းလောက်အောင်ကိုအပြောင်းလဲမြန်ပါတယ်။ကြီးကြီးတဲ့ချမ်းသာနေလဲတစ်ချိန်ချိန်မှာမထင်မှတ်ထားလောက်အောင်ကိုစင်ရဲသွားနိုင်တာကြောင့်ဖြစ်ပါတယ်။မတ်ဆူလင်းခိုင်ဆိုတဲ့အမျိုးသမီးကတော့ပြင်မနာမှာနေထိုင်တာပါ။မတ်ဆူလင်းခိုင်တို့ကခင်မွန်ဖြစ်သူနဲ့အတူတူရွှေဆိုင်လုပ်ငန်းကိုလုပ်ကင်ကြတာဖြစ်ပါတယ်။ရွှေပိတ်တဲ့ချိန်နဲ့ချီအောင်ပိုင်ဆိုင်ထားတာဖြစ်ပြီးတော့ဘဝကိုပြပြစုံစုံနဲ့ဖျက်ဆီးနေခဲ့တာပါ။ဒါပေမဲ့ငလင်ဘီကသူတို့ဇနီးမောင်နဲ့နှစ်ယောက်အတွက်တော့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေခဲ့ပါတယ်။ငလင်လို့ ဲ့အချိန်မှာပြေးထွက်ချိန်ကိုမရှိဘဲပြုံးကနေဖြစ်သွားခဲ့တာပါခင်မွန်းဖြစ်သူကအသက်ချက်ချင်းဆိုသလိုပြောင်းသွားခဲ့ရတယ်ဇနီးဖြစ်သူကတော့ခြေထောက်တစ်ဖက်ပြိမိပြီးတော့အဆောက်အဦအောက်မှာပိတ်မိနေခဲ့တာပါဇနီးဖြစ်သူကအသက်ရှင်နေပေမဲ့လည်းလာခဲ့မဲ့သူ ရှိမနေခဲ့ပါဘူးရက်ခွက်တရားဦးလေးတယောက်ကအသက်ရှင်နေတာကိုအသံကြားတဲ့အထွက်လာခဲ့မှသာ သူမအနေနဲ့အသက်ရှင်နေတာပါဒါပေမဲ့ခြေထောက်တစ်ဖက်ကအရန်ကိုထိခိုက်သွားတဲ့အတွက်ဖျက်ချလိုက်ရပါတယ်ဇေယုံတနေရဲ့အချိန်မှာပဲခင်မွန်ပြည်သူရဲ့အလောင်းကိုရှာတွေ့တဲ့အတွက်ဇနီးတဲ့အနေနဲ့နောက်ဆုံးမာရီကိုတောင်းလိုင်းမပို့နိုင်ခဲ့ပါဘူးဇနီးပြည်သူအတွက်ကတော့ဘဝဆိုတာတကယ်ကိုပြောင်းလဲသွားခဲ့ရပါတယ်ခင်မွန်ပြည်သူကိုဆုံးရှုံးရတဲ့အပြင်လူအပါဒေါခိတာဖျက်သွားခဲ့ရတာကြောင့်မှဒါတင်မကားသေးပဲဘာစည်းစိမ်မှလည်းမရှိတော့ပဲမွေးသွားခဲ့ရပါတယ်ရွှေဆိုင်ဖွင့်ထားတဲ့ဆိုင်ကအမျိုးသားဖြစ်သူရဲ့ မွေဆိုင်ဆိုင်ဖြစ်ပါတယ်။မက်ဆူလင်ခိုင်စေယုံတက်နေတဲ့အချိန်မှာမျိုးသားဖြစ်သူရဲ့အတော်ရီကဆိုင်ကိုရှင်းလင်းခြင်းလို့ဆိုပြီးတော့ရွှေထားတဲ့နေရာတွေကိုအတင်းမေးတာဖြစ်ပါတယ်။ရွှေတွေကိုဗမာထားတာလဲဆိုပြီးတော့ပြောတာဆိုင်ဖွင့်တဲ့အချိန်မှာတနေ့လုံးဆိုင်မှာဒါရောက်နေတဲ့အတွက်ရွှေတွေကိုမက်ဆူလင်ခိုင်တို့ကအိမ်မှာမထားဘဲဆိုင်မှာပဲမိခင်တက်တာနဲ့တင်ထားတာပါ။အမျိုးသားရဲ့ဇနီးအသဘောယုံနဲ့မေးရလို့ထင်တဲ့အတွက်ဇနီးဖြစ်သူကနေပြီးတော့အမှန်တိုင်းထုတ်ပြောမိလိုက်တာဖြစ်ပါတယ် အဲ့ဒီအချိန်မှာရွှေပိတ်တစ်ကြိမ်90ကျော်ကိုအကုန်လုံးယူသွားခဲ့ပါတယ်။ဒါရီကတော့ခင်မုန်းဖြစ်သူနဲ့မဆူလင်းခိုင်တို့အတူတူရှာထားတဲ့ရွှေတွေဖြစ်ပါတယ်။ဒါရီကိုလည်းတင်းသွားတဲ့အပြင် ိန်အိုဘာအပိုင်သိမ်းဖို့အစီအစဉ်ခဲ့ကြတာပါအိန်ကလည်းအမွေဆိုင်မဟုတ်ပဲမဆုလင်းခိုင်တဲ့ခင်မွန်းဖြစ်သူတို့အတူတူဝယ်ထားတဲ့အိန်ဖြစ်ပါတယ်အိန်အိုလည်းခင်မွန်းဖြစ်သူရဲ့အမျိုးတွေကတက်နေပြီးတော့ပြန်ဖယ်မပေးချင်ကြတော့ပါဘူးဒါကြောင့်မို့မဆုလင်းခိုင်ကခြေထောက်တစ်ဖက်မရှိရဘဝမှာရွှေတွေကိုလည်းဆုံးရှုံးလိုက်ရတဲ့အပြင် နေစရာအိန်လည်းမရှိတော့ပါဘူးဖခင်ဖြစ်သူကဖုန်ကြီးဝိညာ15ဝါရှိနေပြီဖြစ်တဲ့အတွက်ဖုန်ကြီးเจ้าမှာနားခိုလို့နေရပါမဆုလင်းခိုင်က နေမကောင်းဖြစ်ကကုကေရမဲ့ တဲ့အချိန်မှာပတ်စံရှိတော့ကမိတ်ဆွေတွေကလည်းဖတ်မလို့ကြပါဘူး။ကောင်းပေတင်ထားတဲ့သူတွေအားလုံးကဇမကိုသစ္စာဖောက်သွားခဲ့ကြတာပါ။လူတိုင်းကမကူညီပဲရှောင်ဖယ်နေခဲ့ကြတာပါ။လက်ရှိမှာတော့မဆူလင်းခိုင်က သူပိုင်ဆိုင်မှုတွေပြန်ရဖို့အတွက်ခင်မွန်းဖြစ်သူရဲ့ဆွေမျိုးတွေနဲ့တရားရင်ဆိုင်နေရပါတယ်။ဒါပေမဲ့မဆူလင်းခိုင်ကစိတ်ချခိုင်ပါပါတယ်။ဖြစ်ခါစားတော့ကတော့ဘဝကိုဘယ်လိုရှေ့ဆရမလဲဆိုတဲ့အထွေးလည်းမရှိသလိုအစီအစဉ်လည်းမရှိတော့ပါဘူး။အခုလက်ရှိမှာတော့အုံညအနေပြန်ဆအမယ်ဆိုတဲ့စိတ်နဲ့ပြင်မနာကိုပြန်ပြီးတော့အချောင်းရောင်းတော့မှဖြစ်ပါတယ်။ရွှေဆိုင်ပိုင်ရှင်ဖြစ်ခဲ့ပေမဲ့လည်းအထောင်းဆိုင်လေးဖွင့်ပြီးတော့ဘဝကိုပြန်ဆတင်ဖို့အစီအစဉ်ထားပါတယ်။ မဆုလင်းခိုင်လိုမျိုးအပြောင်းလဲတာခံစားရမယ်ဆိုရင်ကိုကိုခဏရင်ရှိပါအောင်မလားကွန်မန့်လေးထဲမှာရေးခဲ့ပေးပါအောင်ဆုံးဖြတ်ကြည့်ရှုပေးတဲ့အထွက်လေးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်